မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ match လ14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းဗရောင်းမြို့နယ်မှာရှိတဲ့ညောင်ကျိုးစစ်ကောင်းစီတပ်ဆက်ခန်းကိုအေအူးဆောင်တဲ့တော်လိုင်းတပ်များကပိတ်ပတ်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလကစတင်ပြီးတော့ပဲခူးတိုင်းဗရောင်းမြို့နယ်ညောင်ကျိုးတပ်ဆက်ခန်းမှာအေအေနဲ့စစ်ကောင်းစီတပ်များကြားတိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်တိုက်ပွဲများပြင်းထန်ခဲ့ပြီးတော့စစ်ကောင်းစီတပ်များကလေကြောင်းကနေတဆင့်အကြီးအကျယ်ခုခံခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ တိုက်ပွဲများဟာနှစ်လနီးပါးကြာမြင့်လာတဲ့အချိန်မှာစစ်ကောင်စီတပ်များဟာညောင်ကျိုးစခန်းကနေစတင်ဆုတ်ခွာလာပြီးတော့ဒီကနေ့မှာတော့အပိသက်စခန်းတစ်ခုလုံးကိုတိမ့်ပိုက်ရရှိသွားပြီလို့သိရပါတယ်မက်လ17ရက်နေ့ကတည်းကညောင်ကျိုးစခန်းကနေစစ်တပ်ကစပြီးတော့ဆုတ်ခွာတာအခုတော့စခန်းကိုရသွားပြီလို့ကြေညာရတယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်အေအေကရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့ထိစပ်လျက်ရှိတဲ့ဘကိုးတိုင်းဗရောင်းမြို့နယ်ကနေမိုးထီတောင်စခန်းကိုဇန်နဝါရီလ26ရက်နေ့မှာတိုက်ခိုက်တိမ့်ပိုက်နိုင်ခဲ့ပြီးတဲ့နောက်ဒုတိယမြောက်စခန်းအဖြစ်နဲ့ညောင်ကျိုးစခန်းကိုတိမ့်ပိုက်ရရှိ ှိသွားပြီဖြစ်တယ်လို့သိရပါတယ်။အေရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုက္ခထံကိုမြောင်းတိုးစစ်ကောင်းစီရဲ့တပ်စခန်းသိမ်းပိုက်ရရှိမှုအခြေအနေနဲ့ပတ်သက်ပြီးတော့ဆက်သွယ်မေးမြန်းရမှာတုံ့ပြန်ဖြေဆိုခြင်းမရှိသေးဘူးလို့သိရပါတယ်။မြောင်းတိုးစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်ကတိုက်ဆုံးသူတွေများပြားပြီးတော့အရှင်ဖမ်းဆီးရရှိခဲ့တဲ့စစ်တုံးမင်းများရှိကလက်နက်ခဲယမ်းများကိုလည်း A ဘက်ကတိုက်ဆီးရရှိခဲ့တယ်လို့သိရပါဗျ။ညောင်ကျိုးစခန်းမကြစေရေးအတွက်စစ်တပ်ကစစ်မှုထမ်းတပ်သားတွေများအပါအဝင်စစ်ကူအင်အားတွေရာပေါင်းများစွာပေးပို့ခဲ့ပြီးတော့လေကြောင်းပစ်ကူများနဲ့တောက်လျှောက်ခုခံခဲ့တော့လေနှစ်လနီးပါးကြာမြင့်လာတဲ့အချိန်မှာစခန်းကိုလက်လွတ်ပြီးတော့ဆုတ်ခွာထွက်ပြေးသွားရခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်များနဲ့စစ်ကူတပ်များဟာလက်ရှိအုပ်ချုပ်ပင်မြို့ကိုအခြေပြုပြီးတော့အကြီးအကျယ်ခုခံစစ်တွေပြင်ဆင်နေကမြို့ကိုအခြေပြုထားတဲ့ အမြောက်တပ်စခန်းများကလည်းလက်နက်ကြီးများနဲ့တစ်ချိန်လုံးပစ်ခတ်နေတယ်လို့သိရပါဗျ။အုတ်ရှိပင်မြို့အနီးမှာစစ်တပ်ရဲ့လက်နက်ကြီးများပစ်ခတ်တမ်းများကိုကျယ်လောင်စွာကြားနေရတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့စစ်ရင်တန်းများဟာလည်းအုတ်ရှိပင်ဗဒောင်းလမ်းပိုင်းမှာအတက်အဆင်းတွေများပြားနေတယ်လို့သိရပါဗျ။အေအေကထိုးစစ်များကိုရခိုင်ပြည်နဲ့ထိစပ်နေတယ်။အေယာပတိတိုင်း၊ဘကိုးတိုင်းနဲ့မကွေးတိုင်းအတွင်းတဲ့အထီကိုထိုးပေါက်ဝင်ရောက်တိုက်ခိုက်လျက်ရှိတယ်လို့အေအေကတရားဝင်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့် update စခန်းသိမ်းတိုက်ပွဲသတင်းကတော့ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ် ဖက်အန်ခရိုင်ပိုင်ချုပ်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုတိုက်ခိုက်ခံရပြီးတော့စစ်ကောင်စီတပ်သားများဟာထိုင်းနိုင်ငံကိုထွက်ပြေးလာတဲ့အတွက်ကြောင့်ထိုင်းစစ်တပ်ကကူညီပေးထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လိုင်းပွဲမြို့နယ်ဘလူးတူစခန်းမှာတပ်ဆွဲနေထိုင်တဲ့စစ်ကောင်စီတပ်သားများကို KNL မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီစခန်းမှာရှိတဲ့စစ်ကောင်စီတပ်သားတချို့ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတယ်လို့သိရပါတယ်။ထိုင်းစစ်တပ်ရဲ့အဆိုအရထိုင်းနိုင်ငံတပ်ခရိုင်ကိုမြန်မာစစ်သားများထွက်ပြေးလာပြီးတော့လူသားချင်းစာနာမှုအကူအညီများပေးထားတယ်လို့ AFP သတင်းတရက် မှာဖော်ပြထားပါတယ်။ထွက်ပြေးတင်းရှောင်လာတဲ့စစ်ကောင်စီတပ်သားတွေရဲ့အရေးအတွက်ကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ KNL နဲ့ပူးပေါင်းတပ်များဟာအဲ့ဒီစခန်းကိုပြီးခဲ့တဲ့ February 26ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့မနေ့ကညပိုင်းမှာပိတ်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။နယ်စပ်စခန်းများမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများဟာတိုက်ပွဲများဖြစ်ပါကနယ်စပ်နိုင်ငံများဖြစ်တဲ့ Thai, Bangladesh, India နိုင်ငံများဘက်ကို ထွက်ပြေးတိမ်းရှောင်လေးရှိတယ်လို့သိရပါတယ်အဲ့ဒီသူများကိုစစ်ကောင်စီရဲ့အစီအစဉ်နဲ့လေရင်များနဲ့ပြန်ခေါ်လေးရှိပြီးတော့အခုလိုမျိုးနေဆက်နိုင်ငံများကိုထွက်ပြေးတိမ်းရှောင်ခဲ့တဲ့စစ်သားအရေအတွက်တွေအခုဆိုရင်ထောင်ထဲချီပြီးတော့ရှိနေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့2024ခုနှစ်မတ်လအတွင်းကလည်းထိုင်းမြန်မာနယ်စပ်အနီးမဲသယောထရွာမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေစစ်ကောင်စီတပ်သားများဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခဲ့ဘူးတယ်လို့သိရပါတယ်အလားတူပဲအရက်ခတပ်တော်နဲ့တိုက်ပွဲများအတွင်းမှာလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံကိုစစ်ကောင်စီတပ်သားများရာနဲ့ချီပြီးတော့ထွက်ပြေးခဲ့ဘူးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဖလန်းမြို့မှာရှိတဲ့လက်ကျန်စခန်းဖြစ်တဲ့ခလိုက်ရ26ရက်စခန်းကိုအပိသက်သိမ်းပိုင်နိုင်ရန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစစ်သားများကိုအရှင်ဖမ်းမိပြီးတော့လက်နက်ခဲများကိုလည်းသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ17ရက်နေ့မနက်9နာရီခန့်ကဖလန်းမြို့မှာရှိတဲ့တော်လိုင်းတပ်များထိမ့်ချုပ်ထားတဲ့ဖျားကြောင်းရှိရာဂုံနဲ့စေယုံဂုံတို့ကိုစစ်ကောင်စီတပ်ကလေးချောင်းပစ်ကူယူပြီးတော့ထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးခလိုက်ရ26ရက်တပ်ရင်းကိုအပိသက်သိမ်းပိုင်နိုင်ရေးအတွက်တံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ် ြစ်တယ်လို့သိရပါဗျ2025ရောက်တဲ့အခါဇန်နဝါရီလကတည်းကစစ်ကောင်စီဘက်ကလေရင်နဲ့တိုက်ရင်အားတွေဖြည့်တာရှိတယ်ပထမအချိန်အယောက်20ကနေ30ကြားဖြည့်တယ်ဒီလမက်စတာ10ရက်နေမှာလည်းအယောက်40လောက်ပြန်ပြီးတော့ထပ်ဖြည့်တယ်အဲ့ဒီလိုပြန်ပြီးတော့အင်အားဖြည့်တဲ့အချိန်ကလေးကစပြီးတော့ကျွန်တော်တို့ဖလန်းမာကတော့ခလိုက်ရ268နဲ့အနည်းဆုံးဖြစ်တဲ့ဂုံးကုံး RC chest တောင်းရှိတဲ့ဂုံးနဲ့စေယုံကြီးရှိတဲ့ဂုံးအဲ့ဒီနှစ်ကုံးအဲ့ဒီဂုံးနှကုံးကတော်တော်လေးကိုအရေးကြီးတယ်အဲ့ဒီဂုံးနှကုံးကို2024မှာတင်ပိုင်နိုင်လို့ပဲသူတို့ခလာရကိုကျွန်တော်တို့ကောင်းကောင်းလေးထိန်းထားနိုင်ခဲ့တာ ဲ့ဒီဂုံနာဂုံကိုပြန်ယူဖို့အတွက်သူတို့က၁၇ရက်နေ့မနက်၅နာရီလောက်ကနေစပြီးတော့ကျွန်တော်တို့ကိုတံပြန်ဆစ်စင်ရေးထိုးစစ်စင်နေသူတို့ရဲ့ဆစ်စင်ရေးထိုးတဲ့အချိန်ကစပြီးတော့တိုက်ပွဲကပြင်းထန်ခဲ့တယ်ဒီနေ့အထိပဲပေါ့လို့ချင်းညီနောင်ဆစ်စင်ရေးတာဝန်ရှိသူတို့ကရှင်းပြထားပါဗျ၂024ခုနှစ်ကချင်းညီနောင်နဲ့မဟာမိတ်တပ်ဖွဲ့များကဖလန်းမျိုးတိမ့်တိုက်ပွဲကိုဆင်နွှဲခဲ့ရာဖလန်းမျိုးတွင်အပါအဝင်အကြမ်းမဆစ်ကောင်းစီရဲ့ခလာရ268တိုက်ရင်အနည်းမှရှိတဲ့အဓိက point ဂုံတစ်ခုဖြစ်တယ်ဖျားကုန်းရှိရာဂုံနဲ့ဆေးုံဂုံတို့ကိုတိမ့်ပိုက်ကခလာရ268တိုက်ရင်ကိုထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ ယ်အခုလိုမျိုးချင်းကြီးနောက်တပ်ဖွဲ့နဲ့မဟာမိတ်များထိန်းချုပ်ထားတဲ့ဂုံနာဂုံကိုပြန်လည်ရရှိရန်အကြမ်းဖက်စစ်ကောင်စီတပ်ကဇန်နဝါရီလအတွင်းမှာတကြိမ်မက်စတာ၁၀ရက်နေမှာတကြိမ်လေရင်နဲ့စစ်ရင်အားများဖြစ်တင်းကမက်စလာ၁၇ရက်နေ့မနက်၅နာရီခန့်မှာတံပြန်ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါဗယ်အခုလိုမျိုးထိုးစစ်ဆင်တက်ခိုက်ခဲ့တော့လေအကြမ်းဖက်စစ်ကောင်စီတပ်ကအထိနာပြီးတော့ချင်းကြီးနောက်အဖွဲ့များရဲ့တံပြန်ထိုးစစ်ဆင်တက်ခိုက်မှုကြောင့်ခလာရ၂၆၈တရင်အတွင်းမှာရှိတဲ့ point gain စခန်းများကိုပါထပ်မံသိသိရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဂုံနှကုံကိုကျွန်တော်တို့ကကောင်းကောင်းထိန်းနိုင်သွားပြီ။နောက်ပိုင်းမှာတော့ခလာရ268အတွင်းနဲ့အထစ်ကိုကျွန်တော်တို့တွေဝင်ပြီးတော့ point တွေကိုတင်ထားတယ်။ခလာရ268ကိုဆက်လက်ပြီးတော့တင်ပိုင်နိုင်ဖို့စူးစမ်းနေတဲ့အခြေအနေမှာရှိပါတယ်။ချင်းချင်းတော်ဆစ်စင်ရေးမဟာမိတ်တွေနဲ့စူးစမ်းနေလို့တိုက်ပွဲကတော့ပြင်းထန်တဲ့အခြေအနေမှာရှိတယ်။လေရင်ပြစ်ခတ်မှုကတော့17ရက်နေ့မှာလေရင်အစည်းအဝေးပေါင်း20လောက်လေချောင်းပြစ်ခတ်မှုတွေပြုလုပ်ခဲ့တာပေါ့။တခါပြစ်လို့ရှိရင်ပေါင်900ဘုံနဲ့နှစ်ချိန်ပြစ်တာများသောအားဖြင့်ပေါင်900ဘုံတွေပဲချတာများတယ်။ အဲ့ဒီတော့တော်တော်လေးကိုပြင်းထန်တဲ့အနေအထားမှာရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့စစ်ကောင်စီရဲ့ point တွေကိုတိမ်းထားနိုင်တဲ့ဟာတွေရှိတယ်။ပြီးတော့အရှင်ဖမ်းမိတာတွေလည်းရှိတယ်။လက်နက်ခဲယံတိမ်းဆီရမိတာတွေလည်းရှိပါတယ်။ချင်းကျင်အောင်ဆက်စင်ရေးကနေမကြခင်မှာတိမ်းပိုက်နိုင်ဖို့အတွက်ကျွန်တော်တို့တွေစူးစမ်းနေတဲ့အခြေအနေမှာရှိပါတယ်လို့ချင်းကျင်အောင်ဆက်စင်ရေးတောင်းဝရှိသူတို့ကရှင်းပြထားကြောင်းတရေရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဗမော်ထောင်နဲ့မွန်ကြီးထောင်ကရာဇဝဲအကျဉ်းသားများကိုစစ်တပ်ကလက်နက်များတပ်ဆင်ပေးပြီးတော့စစ်တပ်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်အတွင်း KIA နဲ့တော်လိုင်းတပ်များကတိုက်စစ်များကိုဖော်ဆောင်နေရမှာဗမော်အကျဉ်းထောင်နဲ့မွန်ကြီးအကျဉ်းထောင်များကထောင်ထဲနှစ်ရှိချမှတ်ခံထားရတဲ့ရာဇဝဲအကျဉ်းသားတချို့ကိုစစ်တပ်ကလက်နက်များတပ်ဆင်ပေးထားပြီးတော့ထောင်ရဲ့ခံစစ်ကင်းများမှာလုံခြုံရေးဆောင်ခိုင်းခြင်းနဲ့အကြမ်းဖက်စစ်တပ်ကိုလာရောက်တိုက်ခိုက်တဲ့တော်လိုင်းတပ်ဖွဲ့ဝင်များကိုပြန်လည်တိုက်ခိုက်ခိုင်းခြင်းများကိုစစ်တပ်ကလုံဆောင်ခိုင်းနေတယ်လို့သိရပါ ါတယ်ဒါအပြင်အချမ်းဘတ်စစ်တပ်ကနိုင်ငံတော်မှာရှိတဲ့အကျဉ်းတော်အတွင်းမှာရှိတဲ့အကျဉ်းသားများကိုအတင်းအဓမ္မလက်နက်ကင်ခိုင်းပြီးတော့တော်လိုင်းတပ်များကိုခုခံတိုက်ခိုက်ရန်စေခိုင်းမှုများလှုံ့ဆော်နေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကရှင်းပြထားပါတယ်အကျဉ်းသားများကိုစစ်ကောင်စီကစစ်တိုက်ခိုင်းနေမှုအပေါ်မှာ PPNM ကအချိန်ယူစုံစမ်းပြီးတော့အတီးပြုတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အထူးသဖြင့်တိုက်ပွဲဖြစ်ပွားရာနေရာများအတွင်းမှာရှိတဲ့ အကျဉ်းတော်များမှာအကြမ်းမဆက်တကထောင်ရင်းအကျဉ်းကျခံထားရတဲ့ရာဇဝင်အကျဉ်းသားများကိုထောင်ရင်းခံစေအတွက်လက်နက်များကိုတပ်ဆင်ပြီးတော့ကင်းဆောင်ခိုင်းခြင်းအပါအဝင်တော်လိုင်းတပ်ဖွဲ့များလာရောက်တိုက်ခိုက်ပါကစစ်သားများနဲ့အတူခုခံကာကွယ်ရန်အတင်းအဓမ္မအမေပေးစိတ်ခိုင်းလျက်ရှိတယ်လို့သိရပါတယ်2023 2024ခေတ်ကဒီလိုကိစ္စတွေကိုသူတို့တွေလျှို့ဝှက်စွာလှုံ့ဆော်နေတာမျိုးရှိတယ်လို့သိရပေမဲ့ တက်တွေတွေအချက်လက်တွေထုတ်ပြဖို့အခက်အခဲဖြစ်ခဲ့ပါတယ်။အဲ့ဒီတော့ဒီ2025ထဲမှာစောင့်ကြည့်သူတည်သနာ ပြုတဲ့အခါမှာတော့အချင်းထောင်တွေအတွင်းမှာရာဇဝတ်အချင်းသားတွေပထမအဆင့်အနေနဲ့အချင်းကြခံနေရတယ် ဒီစစ်သားဟောင်းရဲဟောင်းတွေကိုသူတို့ရဲ့မူလရာဒူးပြန်လည်ရရှိဖို့နဲ့ထောင်ထဲကပြစ်ဒဏ်တွေကိုရှော့ပေးဖို့အတွက်ဆိုရင်တိုက်ပွဲတွေမှာပါဝင်ဖို့ဆိုတဲ့စီယုံမှုတွေလုပ်တယ်လို့ဒုတိယအဆင့်အနေနဲ့နှစ်ကြီးရာဇဝဲအကျဉ်းသားတွေကိုတာဝန်ယူဆောင်ရွက်ခြင်းအပြင်ပြစ်ဒဏ်တပ်သားခွင့်တွေကိုပေးတာမျိုးတွေဒီလိုမျိုးစီယုံမှုတွေနဲ့အတူသူတို့ရဲ့အင်အားယွန်နေမှုတွေကိုဖြည့်တင်းနေတဲ့ကာလဖြစ်ပါတယ်သတိထားရမယ့်အခြေအနေဖြစ်တယ်လို့အကျဉ်းအောင်အသီးသီးမှရှိတဲ့အကျဉ်းကြခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးအပါအဝင်အကျဉ်းသားများအားလုံးအတွက်စိုးရိမ်ပွဲကောင်းတဲ့အခြေအနေဖြစ်ပါတယ်လို့ကိုတိုက် ်ခုံးကရှင်းပြထားပါတယ်အလားတူပဲစစ်စည်းကမ်းရဲစည်းကမ်းဖောက်ပြမှုကြောင့်အချင်းတော်အတွင်းမှာဖမ်းဆီးခံရရတဲ့စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်များကိုလည်းစစ်တပ်ကလက်နက်တပ်ဆင်ပေးခြင်းများကိုလှုံ့ဆော်ခဲ့တယ်လို့သိရပါတယ်လွိုက်ကော်ထောင်ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာအချင်းသားများရဲ့ပြစ်ဒဏ်များကိုဖျက်သိမ်းပြီးတော့မူလစစ်ဘက်ယာဒူးကိုယာယီပေးပြီးတော့တိုက်ပွဲအတွင်းမှာပြန်လည်အုံပြုခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးအချင်းသားများကိုအတင်းအဓမ္မဆင့်မှုထမ်းခိုင်းခြင်းဖမ်းဆီးအချင်းချခံထားရတဲ့စစ်တပ်နဲ့ရဲတပ်ဖွဲ့ကတပ်ဖွဲ့ဝင်များကို ပြည်ထောင်လွန်ငင်းခွင့်ရရန်စစ်တပ်မှပြန်လည်တာဝန်ထမ်းဆောင်စေခြင်းများဟာတရားမဝင်လုပ်ရများကိုပေါ်ပေါ်တင်တင်ကျူးလွန်ခြင်းအပြင်အင်အားတွေဖြည့်တင်းမှုကိုအပြင်းထန်ဆန့်ကျင်ကန့်ကွက်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအခြေအနေများကွန်ရက် PPNM ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်တာကောင်ရွာမရွာမှာအကြမ်းမဆက်တကပြည်သူတအုပ်ကိုခေါင်းဖြတ်တက်ပြီးခေါင်းကိုငုတ်တိုင်မှာစိုက်ခဲ့ကပြည်သူ၆ဦးရဲ့ရုပ်အလောင်းများကိုထပ်မံတွေ့ရှိရတဲ့အတွက်စစ်တပ်ရဲ့တပ်ဖြတ်မှုကိုခံရတဲ့ပြည်သူပေါင်း 18ဦးထိရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ9ရက်နေ့ကနေ12ရက်နေ့အထိရေစကြုံမြို့နယ်တာကောင်ရွာမှကြေးရွာကိုအချက်မဲ့စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါဗျ။စစ်ကြောင်းထွက်ခွာသွားပြီးတဲ့နောက်မှာပြည်သူများကကြေးရွာအတွင်းမှာပြန်လည်ဝင်ရောက်လာတဲ့အချိန်အချက်မဲ့စစ်ကောင်စီတပ်သားများနှိပ်စက်မီးရှို့တပ်ဖြတ်ခဲ့တဲ့ပြည်သူ18ဦးရဲ့ရုပ်အလောင်းများကိုတပြေးပြေးတွေ့ရှိလာခဲ့တယ်လို့သိရပါဗျ။အချက်မဲ့စစ်ကောင်စီတပ်သားများဟာတာကောင်လေးရွာကအသက်65နှစ်အရွယ်ဦးချစ်မောင်ကိုခေါင်းဖြတ်တတ်ပြီးတော့မီးရှို့ထားတဲ့ဦးခေါင်းကိုငုတ်ကင်တစ်ခုပေါ်မှာတင်ထားခဲ့တယ်လို့သိရပါ ပါတယ်။တာကောင်ရွာမရွာကအသက်42နှစ်အရွယ်ဦးတန်းမင်းလှိုင်ကိုလည်းနှိပ်စက်တက်ဖြတ်ပြီးရုပ်အလောင်းကိုမြေမြုပ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်ကြောင်းကျေးရွာတွေကိုဝင်ရောက်လာတဲ့အချိန်တိမ်းရှောင်နိုင်ခြင်းမရှိဘဲနေအိမ်မှာကြံနေရခဲ့တယ်။တာကောင်ရွာမရွာကအသက်62နှစ်အရွယ်ဦးအောင်နဲ့အသက်80အရွယ်ဒေါ်ဆန်းဝေလိုကိုလည်းမိရှုတက်ဖြတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများဖမ်းဆီးလာတဲ့အမည်မသိတဲ့ပြည်သူနှောက်ဦးရဲ့ရုပ်အလောင်းများကိုလည်းတွေ့ရှိခဲ့တယ်လို့ပြောပါတယ်။လောလောဆယ်ရုပ်အလောင်းတွေကိုတွေ့ပြီးတော့အတီးပြုတ်နိုင်တာကတော့15ဦးပဲရှိပါတယ်။နှောက်ဦးကတော့ဘသူပဲဝါဆိုတာအတီးမပြု ြုတ်နိုင်သေးဘူးစုစုပေါင်းအသက်ခံရတာကတော့18ဦးထိရှိသွားပြီ စစ်ကောင်စီတပ်သားတွေရဲ့လုပ်ရက်တွေကိုတော့ပြောစရာစကားလုံးတော်မှရှာမရတော့ပါဘူးရုပ်မှရက်ဆက်လုံးပါတယ်ဗျာလူစိတ်ကိုပြောင်းနေကြတာရွာသူရွာသားတွေကလေးတငယ်တွေအကုန်လုံးကုရမဲ့ကေရမဲ့ဖြစ်ပြီးတော့တုံလုံးခြောက်ချားနေကြတာမမြင်ရက်စရာပါပဲလို့ရေစတို Township Info Committee ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်အချက်မဲ့စစ်ကောင်စီတပ်သားများဟာတာကောင်ရွာမှရွာမှတပ်ဆွဲနေထိုင်တဲ့အချိန်နေအိမ်အတွင်းမှာရှိတဲ့ပြည်သူပိုင်းရွှေငွေအပါအဝင်တမိုးကြီးပစ္စည်းများကိုလည်းမှွေနောက်ယူဆောင်သွားပြီးတော့အိမ်မွေးတိရစ္ဆာန်များကိုလည်းတပ်ဖြတ်ချက်ပြုတ်စားတောက်သွားတယ်လို့သိရ ပါတယ်။ဒါပြင်အစာရေစာပြတ်လက်ပြီးတော့ခိုင်းနွားအများပြားဟာလေတိတ်ဆုံးခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအတွင်းမှာဘေးရဲဆိုင်ကယ်များကိုဖမ်းဆီးပြီးတော့စစ်တပ်အထက်သတင်းပေးလုပ်ရန်နဲ့စစ်မှုထမ်းတပ်သားစုဆောင်းပေးရန်ဖိအားပေးချိန်ချောက်မှုများဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမတ်လ23ရက်နေ့မနက်9:00နာရီအချိန်ကမှတင်ကန်းကျော်မြို့နယ်ဖိအားလက်မှတ်တိုင်နဲ့ဇဘူဒိတ်လမ်းထိပ်မှာအရက်ဝတ်လက်နက်ကိုင်ပြူစောထီးများကပြည်သူများရဲ့ဘေးရဲဆိုင်ကယ်များကိုဖမ်းဆီးပြီးငွေမြင့်ကပတ်စံမပေးနိုင်ပါကဆိုင်ကယ်များကိုတင်းယူသွားတယ်လို့သိရပါတယ်။ဆိုင်ကယ်အသိမ်းခံရတဲ့သူများကိုစစ်တပ်နဲ့ရဲများကသတင်းပေးလုပ်ရန်နဲ့စစ်မှုထမ်းတပ်သား ားတက်များစုဆောင်ပေးမယ်ဆိုပါကဆိုင်ကယ်များကိုပြန်ပေးမယ်ဆိုပြီးတော့တိမ်သွင်းစီယုံခဲ့တယ်လို့သိရပါတယ်။တင်ကန်းကျုံဖျားလမ်းမှတ်တိုင်နဲ့ဇဘူဒိတ်လမ်းထိပ်နားမှာလူမိုက်ပလေကတ်တွေနဲ့စေမင်ကြောင်တွေထိုးထားတဲ့ပြူခွေးဆယ်ကောင်ပါတဲ့အဖွဲကဘေးရွဲဆိုင်ကယ်တွေကိုဖမ်းဆီးပြီးတော့ငွေညှက်နေတာ ဒီနယ်မြေမှာတခါမှမတွေ့ဘူးတဲ့ကောင်းတယ်တခြားကဖြစ်ဖို့များတယ်ပတ်စံတောင်းလို့မရရင်ဘေးရဲတွေကိုတိမ့်ယူသွားတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အလားတူပဲဒလမြို့နယ်လိုင်တာယာမြို့နယ်ဒဂုံမြို့တဲ့မြို့နယ်များမှာလည်းစစ်တပ်နဲ့ရဲများကဘေးရဲဆိုင်ကယ်များကိုစီမံချက်နဲ့အရေးယူပြီးတော့စစ်ကောင်စီကဖွဲ့စည်းနေတယ်ပြည်သူလုံခြုံရေးအဖွဲ့များမှာပါဝင်ပြီးတော့စစ်မှုထမ်းတပ်သားတွေများစုဆောင်ပေးရန်စီရင်နေတယ်လို့သိရပါတယ်သူတို့နဲ့ပေါင်းပြီးတော့အလုပ်လုပ်မယ်ဆိုရင်ဘေးရွဲဆိုင်ကယ်တွေကိုဘယ်သူမှထပ်မဖမ်းတော့ဘူးအတိမတ်ပြုတ်တဲ့ကတ်ထုတ်ပေးမယ် အဲ့ဒီအတွက်လုံပေးရမှာကတော့လူငယ်တွေကိုစုဆောင်းပေးဖို့နဲ့ PDF တွေလို့မတင်ကြတဲ့သူတွေတွေ့ရင်သတင်းပေးဖို့အဲ့လိုမျိုးစီယုံနေတာမလို့ရင်တော့ဘေးရွယ်လည်းပြန်မပေးဘူးပတ်စံတက်နိုင်တဲ့သူတွေကိုတော့ငွေနဲ့ပြန်ရွေးခိုင်းနေတယ်လို့လိုက်တာရမြို့နယ်မှာဘေးရွယ်ဆိုင်ကယ်မောင်းတဲ့သူတို့ကပြန်လည်ပြောပြထားပါတယ်စစ်ကောင်စီကတာဂေတာမြို့နယ်အတွင်းမှာဘေးရွယ်ဆိုင်ကယ်မောင်းတဲ့သူတို့ကိုသတင်းပေးအဖြစ်နဲ့မွေးမြူပြီးတော့စစ်မှုထမ်းခိုင်းရမယ့်လူငယ်များရှိတဲ့နေအိမ်များကိုလိုက်လံစစ်ဆေးခိုင်းခြင်းအစီအစဉ်နဲ့လာနေတဲ့လူငယ်များကိုထောက်လန်းခိုင်းခြင်းများကိုလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ